ိတိုင်းလူတိုင်းနိုင်တဲ့သူမျိုးလည်းဖြစ်ချင်တယ်ပြီးတော့အမြဲတမ်းပါရမီဖြည့်ပြီးတော့ဖြည့်ချင်တာမှမသမားဖွင့်ပြပေးလို့လည်းကျေးဇူးတင်တယ်အာဒုအာဒုငငယ်တော့ဆိုတော့ပုံဖန်းကြည့်တာပင်ပင်လေးနေမှာပေါ့နော်မန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 လူရရဝေမြတ်တော်သောတင်ကမသာဇုနေတိတိဖြစ်ရတာပေါ့နော်ဘယ်လိုပဲဖြစ် ပထင်လူဆိုတာလည်းဒါမုံမြတ်တဲ့အမျိုးဖြစ်တယ်ပြီးတော့ဟိုဘယ်လိုခေါ်မလဲနှစ်ယောက်ဆိုတော့ပို့ပြီးတော့မှဟိုပို့ပြည့်စုံပေါ့နော်ဘာသာကြားဆိုပေမဲ့လည်းပေါ့နော်အလူမှာလက်လက်ရွရောနဲ့အာတကယ်ကိုစေတနာတရားတရားထက်တန်စွာနဲ့ပေါ့နော်လူပြည့်အတွက်လည်းတကယ်ဝမ်းသာပီတိဖြစ်ရတယ်ပေါ့ဟုတ်ဟုတ်တယ်မြို့သူတို့ကဘယ်လောက်ကြောင်စဉ်းစားထားလဲဆိုရင်မြို့သူတို့နားမှာရှိနေတဲ့သူတွေကိုလည်းအကျိုးရှိပြီးတော့မှသူတို့အတွက်ကိုလည်းအဲ့လိုမျိုးဟိုရှေ့ဆက်ဖို့ပေါ့နော် အဲအဲ့လိုပစ္စည်းဥစ္စာအနေဖြင့်လဲထားခဲ့ခြင်းနဲ့အဲပြီးတော့ပိုတက်နိုင်တဲ့လောက်ပေါ့အလူရန်ပေးကမ်းရင်းနဲ့ပဲဘဝကုန်ဆုံးသွားခြင်းနဲ့ဟုတ်ဒါကြတော့မြို့သူတို့ဒုတိယအကြိမ်များပေါ့နော်ကထိန်ခင်းဖြစ်တာပါအဲမြို့သူတက်ခဲ့တဲ့ဘာကကြောင်းလေးလေးဖြစ်တယ်အဲ့ဒီမှာကိုစိတ်တိုင်းကြပေါ့နော်အဓိကအเจ้าနိုင်ရှာရောကြီးရဲ့စိတ်တိုင်းကြတဲ့အထီကိုမြို့သူတို့ဒါဟိုဘယ်လိုပြောမလဲလှူဒန်းခွင့်ရရတဲ့အတွက်လည်းတကယ်အရန်ပီတီဖြစ်မိ လူအလူတစ်ခုလောက်တယ်ဘယ်လိုခေါ်မလဲမြန်မာလေးရဲ့လှုပ်ချင်တဲ့ဆန္ဒလေးတွေကိုအကုန်ဖြည့်ဆည်းပေးတာရယ်ကိုယ်ရည်လူကျင်တဲ့စိတ်လေးတွေရှိတာရယ်တို့တော့ဗောနော်ဟိုလူတဲ့အရာတန်းမှာတော့အရန်ကိုပျော်ရွှင်နေတာရယ် ။မမပေါ့ကိုရဲ့အရှိမလေးတန်တန်ဖြေခဲ့ဘူးလို့ပါနော်။ကိုရဲ့ဒီဟိုပပမမလို့ပဲဖြစ်နေတဲ့ခါကျတော့ပပမမပဲခေါ်ဖြစ်တာပေါ့ဟုတ်။သူတို့ငငယ်တုန်းကတော့သူများအလူလုပ်တဲ့ဟာဒီမှာပဲလာပြီးတော့ကွာစားတာပေါ့နော်။လာစားတယ်လိုက်ကြည့်တယ်အဲ့လိုမျိုး။ဒါပေမဲ့အခုကျတော့ကိုကိုတိုင်းဒါမှတီးပြီးတော့မှလူတိုင်းခွင့်နေရလာတယ်။အဲ့ဒီအတွက်ကိုလည်းကိုကိုကိုလည်းတကယ်အရန်ဟိုဘယ်လိုပြောမလဲဟိုပီတီဖြစ်တယ်ထက်ထက်ပြီးတော့လည်းပေါ့နော်လူတိုင်းသွားနိုင်တဲ့သူမျိုးလည်းစိတ်ရှိတိုင်းလူတိုင်းနိုင်တဲ့သူမျိုးလည်းဖြစ်ချင်တယ်။ ပြီးတော့အမြဲတမ်းပါရမီပြည့်ပြီးတော့ဖြစ်စင်တာမှန်သမျှဖွင့်ပြပေးလို့လည်းကျေးဇူးတင်တယ်တကယ်လည်းပုံမှန်လေးချစ်စရာလေးနေချစ်စရာပမင်းတိတိလေးဟာအဲ့ဒါအခုကဝါဝါလို့လားဝါဝါဘူးအခုအခုလည်းဟိုပြစ်တာပေါ့ငငယ်တော့ဆိုတော့ပုံဖန်းကြည့်တာပမင်းလေးနေမှာပေါ့နော်မှန်ပါဘူးပြန်မှာပါမှန်မှန်နေအဲဒီမှာကျတော့မြို့သူတို့ဟိုဘယ်လိုပြောမလဲ ပထမတော့တဦးတည်းပေါ့နော်အကုန်လုံးကထိန်ခင်းမယ်ဆိုပြီးတော့ရွေထားတာဒါပေမဲ့လည်းဆရာတော်ကြီးကကျခုနှစ်သားသမီးရဲ့အဲ့လိုကုသိုလ်တွေလည်းပါကျင်တယ်ဆိုပြီးပြောတယ်ပေါ့နော်အဲ့တော့သူတို့လာလျှောက်တဲ့အချိန်မှာရရတယ်ဟိုဒီအလူကြီးတစ်ခုလုံးပြီးပြီးမြောက်ဖို့အတွက်ဘယ်လောက်လုံလဲလို့တလောက်ကိုသူတို့ကဒါဟိုလူလူတန်းမယ်ဆိုပြီးတော့ပြောထားပေါ့နော်တရသသိန်းနဲ့9000ဆိုတာကြတော့ အဲ့ဒီပထမရစ်ပဲရှိသေးတယ်အကျန်တဲ့လိုအပ်တဲ့ဟာတွေအကုန်လုံးလည်းထပ်လူထားတယ်ထပ်ပြီးတော့မှတချို့ဟာတွေကြတော့ပွဲပြီးတော့မှရှင်းရမယ့်ဟာတွေပေါ့နော် ပြီးတော့ဒီဝိတုငွေတွေပေါ့ဝိတုငွေဆိုရင်စုပေါင်း100နဲ့104ပါ104ပါဟုတ်ဟာတော့ဒီကဘာမှမပြောရဲတဲ့တဲ့တဲ့ကြာကြာကြာနေလေ ခုလည်းကျွေးနေကြတော့ဆိုတော့လေနော်အာဘာဖြစ်ကထိန်ဆိုတာလေဟိုဘယ်လိုပြောမလဲဟိုခင်းခင်းရတာပို့ပြီးတော့မုံမြတ်တယ်ပေါ့နော်အဲ့လိုဆိုတဲ့ခါကျတော့အာဘာဘာတို့မာတို့ကကထိန်အဲခင်းမယ်ဆိုတော့အာကောင်းတယ်ပေါ့နော်အဲကိုလေအာဒါပါပအဝင်ဖြစ်တာပေါ့ပြီးတော့ပပအာပပတို့လောက်တော့ပို့ပြီးတော့ဟောပျော်တယ်တာတို့ခေါ်တယ်ဆိုတာကြောင့်ပပကကြတော့ဘာသာကြားလေနော်ဘာသာကြားဟိုမှာမမလူချင်းတဲ့အလူလေးတွေလှုပ်ချင်တဲ့အရာလေးတို့ပေါ့နော်သူကဘေးနားနေပါရမီဖြည့်ပေးနေတာဆိုတော့ဘာဖြစ်ဖြစ်ဘာသာကြားဆိုပေမဲ့လည်းပေါ့နော်အလူမှာလက်လက်ရွရောနဲ့ တကယ်ကိုစေတနာတရားတရားထပ်အံထပ်တန်စွာနဲ့ပေါ့နော်လူပြည့်အတွက်လည်းတကယ်ဝမ်းသာပီတိဖြစ်ရတယ်ပေါ့ဟုတ်အဲမြို့သူအနေနဲ့ကတော့ဘလို့ပဲပြပြကိုရှင်တန်နေတဲ့အခိုက်တန့်လေးမှာရှင်တန်ခွင့်ရနေတဲ့အချိန်မှာတမှုရှိတဲ့သူဖြစ်ချင်တယ်ပြီးတော့ကြတော့စိတ်ရှိတာလူရန်နိုင်တဲ့သူဖြစ်ချင်တယ်လူခွင့်ရနေတဲ့အတွက်လည်းကျေးဇူးတင်တယ်ပေါ့နော် ပြီးရင်နောက်တစ်ခွက်ကြတော့ဒီတက်ပေါ်အလုပ်တွေစူးစမ်းပြီးတော့မှကိုဖြစ်ချင်တဲ့ဟာမျိုးကိုလည်းအကောင့်တက်ပေါ်ပြီးတော့ဆက်ပြီးတော့လှုပ်သွားချင်တယ် ပီတိဖြစ်ရတာပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ပထင်လူဆိုတာလည်းဒါမုံမြတ်တဲ့အလူဖြစ်တယ်ပြီးတော့ဟိုဘယ်လိုခေါ်မလဲနှစ်ယောက်ဆိုတော့ပို့ပြီးတော့မှဟိုပို့ပြည့်စုံပေါ့နော်မြစ်သားကြတော့အမြဲတမ်းရှိနေတဲ့အချိန်မှာတော့လည်းတတ်နိုင်တယ်လို့ကျေးဇူးဆက်နိုင်တဲ့သူဖြစ်အောင်မြို့သူစူးစမ်းခဲ့ပေါ့နော်မရှိတဲ့အချိန်မှာတော့မြို့သူတို့ဘာမှလုပ်လို့မရတော့ဘူးဒါပေမဲ့ပေးနိုင်တဲ့ကုသိုလ်တွေပေါ့ရည်စူးပြီးတော့မှအမြဲတမ်းဒါတွေကတော့ဟို ြည်သူပြီးတော့ကုသိုလ်တွေလုပ်ဖြစ်ပါတယ်။ပြောမယ်ဆိုရင်ကျွန်တော်တို့နှစ်ယောက်လူရန်ဒါကြတော့ဘယ်လိုကောင်းလဲ။ဟိုနှစ်ဖက်မိဘကိုမှထားပြီးတော့မှဟိုကွယ်လွန်သူမိခင်ကြီးကိုလည်းယူစည်းပြီးတော့လူကလူကြတာပေါ့နော်။အဲဒါမဲ့အမေကတော့အဲ့လိုမျိုးပြောတတ်တဲ့သူမျိုးမဟုတ်ဘူး။ရှင်ထဲမှာပဲအဲသူသူ့ရင်ထဲမှာတော့ပီတိဖြစ်ရင်ဖြစ်မှာပေါ့နော်။ဒါပေမဲ့အဲတော်တယ်တို့အမေစရာတခါမှအခြေကျမခံခဲ့ရဘူး။အမေကဒီတိုင်းပဲသူ့ဘာသူပဲနေတဲ့သူမျိုးဆိုတော့လေ။အဲသူ ကျင်နေမှာပါ။အဲစိတ်ချလက်ချနဲ့အတိမတ်ပြုလို့လည်းထားခဲ့တယ်ထင်ပါတယ်။အဓိကကျတော့မြတ်သူတို့ကဒီဈာထဲမှာဆိုရင်လည်းနှစ်အောင်စလုံးကစိတ်တူတာကတရာတရားတူတယ်စိတ်တူကိုတူနေပေါ့နော်မြတ်သူတို့လူကျင်နေအဲ့ဒီမောင်မှာအာ accident တခုလည်းဖြစ်သွားတော့လေဖြစ်တဲ့အချိန်မှာနှစ်ယောက်စလုံးကပို့ပြီးတော့တံငွေကရသွားဩရှိနေတော့ပေါ့ရှိနေတော့ဆိုတော့ကိုသက်ရှိနေတော့ပြီးကို့မှာပစ္စည်းဥစ္စာတွေလူတန်းနိုင်တဲ့ပမာဏရှိနေတော့ပြီးရင်လူဖို့အခွင့်အရေးတွေရနေတော့ပေါ့နော်အဲ့လိုမျိုးလေးတွေးပြီးတော့မှအမြဲတမ်းဒါလစဉ်လစဉ်မှလည်းအလူကြီးပေးဖြစ်တယ်လို့အဲဂျားထဲဒီမှာလည်းကာလဒါနာအလူလေးတွေပေါ့နော်လုတ်ပေးဖြစ်ပါလိမ့်ရှင်ဟုတ်ဟုတ်တယ်မြတ်သူတို့ကဘယ်လောက်ကြအောင်စဉ်းစားထားလဲဆိုရင် မတို့နားမှာရှိနေတဲ့သူတွေကိုလည်းအကျိုးရှိပြီးတော့မှသူတို့အတွက်ကိုလည်းအဲ့လိုမျိုးဟိုရှေ့ဆက်ဖို့ပေါ့နော်အဲအဲ့လိုပစ္စည်းဥစ္စာအနေဖြင့်လည်းထားခဲ့ခြင်းနဲ့အဲပြီးတော့ပိုတက်နိုင်တဲ့လောက်ပေါ့လူတန်းပေးကမ်းရင်းနဲ့ပဲဘဝကောင်းဆုံးသွားခြင်းနဲ့